အားလုံးပဲမိပါပါဒီနေ့မှာတော့ကပအစီအစဉ်ဆုံးနိုင်ငံစေကုကိုကျွန်တော်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူ Mr. View ပဲဖြစ်ပါတယ်ဗီဒီယိုလေးမစခင်ကျွန်တော်ရဲ့ YouTube Channel လေးကို Like and Subscribe လေးလုပ်ပြချပါအောင်လို့ပရိသတ်တွေကိုတောင်းဆိုချင်ပါတယ်ပြီးတော့ပရိသတ်တွေလည်းမြန်မာနိုင်ငံကကပအစီအစဉ်ဆုံးရဲ့ဘယ်အစီအမရှိနေလဲဆိုတာ comment လေးမှာလာရောက်ဆွေးနွေးသွားနိုင်ပါတယ် အခုကျွန်တော်တင်ဆက်ပေးမယ့်အကြောင်းရင်းကတော့ဘီရွန်ထုကုံတူတက်မှုနဲ့အရင်အမြင့်ဆုံးစီးပွားရေးအခြေအနေတွေပေါ်အခြေခံပြီးတော့2025ခုနှစ်ရဲ့ကမ္ဘာအစီရင်ဆုံးနိုင်ငံ10ခုအကြောင်းပဲဖြစ်ပါတယ်။2025ခုနှစ်ရဲ့ကမ္ဘာအစီရင်ဆုံးနိုင်ငံကတော့နံပါတ်1တောင်ဆူရန်နိုင်ငံပဲဖြစ်ပါတယ်။တောင်ဆူရန်နိုင်ငံရဲ့လူတအူချင်းစီတစ်နှစ်ဝန်ငွေကတော့ဒေါ်လာ455နဲ့ဒေါ်လာ958ကျရှိပါတယ်။ တောင်ဆူရန်နိုင်ငံရဲ့စီးရင်မွေတီမှုကတော့2017ခုနှစ်လွတ်လပ်ရေးရပြီးနောက်မကြာမီဖြစ်ပေါ်ခဲ့တဲ့ပြည်တွင်းဆက်နှစ်ဆက်ဆက်နေပါတယ်ဒီလိုမျိုးအချမ်းဖက်မှုဖြစ်တဲ့အတွက်ကြောင့်တန်းနှစ်ချီတဲ့ဥယင်မေတွေဖြစ်ခဲ့ရပါတယ်ဒီလိုနဲ့ဆူရန်နိုင်ငံရဲ့စီးပွားရေးစိုက်ပျိုးရေးဟာထိခိုက်လာခဲ့ပါတယ်တောင်ဆူရန်နိုင်ငံဟာ ยีนันทุลงหูกันนี้อดีกะวังวยาสิเคบาเรดาบิเมนท่องสิลิคุนีอสอบไปมาตองสุรานงามาไปไลน์ผิวจาเรอตัวจอตองสุรานงามายีนันติมปุมูเยตันตัวปิโรอินิชินสุรามาปีดอนสปิพัวเคยาบาเรดิลูเนตองสุรานงาฮากบะสินเยโซนงามพิลาเคยาบาเรနံပါတ်2ကတော့ဘူရန်ဒီနိုင်ငံပဲဖြစ်ပါတယ် ဝန်ဒီနိုင်ငံရဲ့လူတအူးချင်းစီတနှစ်ဝန်ွေကတော့ဒေါ်လာ916ကနေဒေါ်လာ1020ကြာရရှိခဲ့ပါတယ်1993နဲ့2005ခုနှစ်ကြာဖြစ်ပေါ်တဲ့ဗီဒွန်းဆက်ချောင်းဝန်ဒီနိုင်ငံရဲ့စီပွားရေးနဲ့အခြေခံအဆောက်အုံတွေဖြူခွဲခံရကဝန်ဒီနိုင်ငံဟာအစင်းရလာခဲ့ပါတယ်ဝန်ဒီနိုင်ငံရဲ့အဓိကဝန်ကိုရရှိတဲ့ကဏ္ဍကတော့စိုက်ပျိုးရေးပဲဖြစ်ပါတယ် ဒါပေမဲ့စီးပွားရေးမြို့ကွက်တွေမှာမီစီလွာအလုံးအလောက်မရှိပဲလူဦးရေအများပြဆိုင်ပြတဲ့အတွက်ကြောင့်ငတ်မွက်ခေရပါတယ်ပြီးတော့နိုင်ငံရေးမတည်ငြိမ်တာတွေအချင်းပြတ်ချက်စားတာတွေများလာပါတယ်ပြီးတော့2024ခုနှစ်မှာဂရင်းဒီနိုင်ငံကပညာရေးနဲ့ကျမရေးဆောင်ရှောက်မှုအခက်အခဲတွေလည်းရှိနေပါတယ်ဒီလိုနဲ့ဂရင်းဒီနိုင်ငံကကမ္ဘာအစည်းအဝေးဆုံးအစည်းမှာပါဝင်လာခဲ့ပါတယ် နံပါတ်3ကတော့ဘဟုအာဖရိကနိုင်ငံပဲဖြစ်ပါတယ်ဘဟုအာဖရိကနိုင်ငံရဲ့လူတအူးချင်းစီတစ်နှစ်ဝန်ငွေကတော့ ဒေါ်လာ1123နဲ့ဒေါ်လာ1314ကျားရှိပါတယ်။ဘဟုအာဖရိကနိုင်ငံကတော့နိုင်ငံရေးမတည်ငြိမ်တာတွေနဲ့ပရိပိခါတွေဖိနှိပ်ခဲ့ရပါတယ်။ပြီးတော့လက်နက်ကိုင်အဖွဲ့တွေကနိုင်ငံအနှံ့အပြားကိုထိန်းချုပ်ထားပါတယ်။ဒီလိုနဲ့အစိုးရရဲ့အခွင့်အာဏာကပြပြရှိပြီးတော့ပြည်သူတွေအတွက်မလုံခြုံတဲ့အခြေအနေဖြစ်နေခဲ့ရပါတယ်ဒီလိုနဲ့နိုင်ငံအကြံဖက်လက်နက်ကင်ဖွဲ့တွေကြောင့်ဘဟုအာဖရိကနိုင်ငံရဲ့ ပီတူရီကတော့အသက်ဆုံဆုံရပြီးတော့အချီခံအဆောက်အုံဖြစ်စီရာတွေစီပွားရေးတွေကြအစင်းလာခဲ့ရပါတယ်။ဘဟုအာဖရိကအနေငါမှာစိန်တွေဆွေတွေပေါ်များပါတယ်။ဒါပေမဲ့အချင်းပြတ်အရာရှိတွေတပုံတွေကြောင့်နိုင်ငံပညာရေးနဲ့ကျန်းမာရေးဘက်မှာကြအစင်းလာခဲ့ရပါတယ်။ဒီလိုနဲ့ဘဟုအာဖရိကနိုင်ငံကကပတ်အစင်းရေးဆုံးနိုင်ငံစီမှာပါဝင်လာခဲ့ရပါတယ်။ နံပါတ်၄ကတော့ယီမီနိုင်ငံပဲဖြစ်ပါတယ်။ယီမီနိုင်ငံရဲ့လူတအူချင်းစီတစ်နှစ်ဝန်ကြီးကတော့ဒေါ်လာ1,690နဲ့2,020ကျားရှိပါတယ်။ယီမီနိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံတွေကတော့ဆော်ဒီအာရဗျနိုင်ငံနဲ့အူမန်နိုင်ငံတို့ပဲဖြစ်ပါတယ်။ယီမန်နိုင်ငံရဲ့မြို့တော်ကတော့ဆန်နာရာမြို့ပဲဖြစ်ပါတယ်။ပြီးတော့ဘာတာစကာကတော့အာရဗ်စကာကိုတုံ့ချပါတယ်။ယီမီနိုင်ငံဟာတမဒအလီအဘဒူလာဆာလီကထိန်းချုပ်ထားပြီးတော့လူဦးရေ23တန်းကျော်ရှိပါတယ်။ နံပါတ်9ကတော့ကွန်ဒူဒီမိုကရေစီတမရနိုင်ငံပဲဖြစ်ပါတယ်။ကွန်ကူဒီမိုကရေစီတမရနိုင်ငံရဲ့လူတအုပ်ချင်းစီတနည်းဝငွေကတော့ဒေါ်လာ1950နိနဲ့ဒေါ်လာ1900စစ်ကြရှိပါတယ်။နိုင်ငံရဲ့အဓိကပြဿနာကတော့တထုဒတ်ကူဘော့ဂျီနီကျွေးဝအပြင်မဲ့အချင်းပြတ်ချက်ဆရာတွေကြောင့်နိုင်ငံဟာဆင်းရဲခဲ့ရပါတယ်။ ပြီးတော့ကွန်ကူဒီမိုကရေတစ်သမရနိုင်ငံရဲ့ကုကွယ်တဲ့ဘာသာများစုကတော့ခရီးယန်ဘာသာဝင်တွေဖြစ်ပြီးတော့ဘာသာမဲ့တွေလည်းရှိခဲ့ပါတယ်။နံပါတ်6ကတော့မိုဇမ်ဘစ်နိုင်ငံပဲဖြစ်ပါတယ်။မိုဇမ်ဘစ်နိုင်ငံရဲ့လူတအူချင်းစီတစ်နှစ်ဝန်ငွေကတော့ဒေါ်လာ1649နဲ့ဒေါ်လာ1980ကျရှိပါတယ်။နိုင်ငံရဲ့အဓိကပြည်ထနာကတော့တဘာဝဘီအန်ဒီရီ နိုင်ငံအတွင်းတောင်းချင်မှုတွေစိုက်ပျိုးရေးအခက်ခဲတွေရင်ဆိုင်ရပါတယ်။မိုဇမ်ဘစ်နိုင်ငံရဲ့လူဦးရေစုစုပေါင်းကတော့35တန်းကျော်ရှိပါတယ်။နမခွန်ကတော့မိုလဝီနိုင်ငံပဲဖြစ်ပါတယ်။မိုလဝီနိုင်ငံရဲ့လူတဦးချင်းစီတစ်နှစ်ဝန်ငွေကတော့ဒေါ်လာ1920နဲ့ဒေါ်လာ1965ကျပ်ရှိပါတယ်။ နိုင်ငံရဲ့အဓိကပြဿနာကတော့စီးပွားရေးဆန္ဒရေးခံလုံခြုံတာတွေနဲ့စစ်မှုလုပ်ငန်းနေပါတာတွေပဲဖြစ်ပါတယ်။မော်လဝေနိုင်ငံရဲ့လူဝေးစုစုပေါင်းကတော့22တန်းကျော်ရှိပြီးတော့အများစုဟာခရီးယန်ဘာသာဝင်တွေပဲဖြစ်ပါတယ်။နံပါတ်၈ကတော့ဆိုမာလီယာနိုင်ငံပဲဖြစ်ပါတယ်။ဆိုမာလီယာနိုင်ငံရဲ့လူတအုပ်ချင်းစီတစ်နှစ်ဝန်ငွေကတော့ဒေါ်လာ1613နဲ့ဒေါ်လာ 1900ကျားရှိပါတယ်နိုင်ငံရဲ့အဓိကပြည်ထနာကတော့ဗီရပ်စဖြစ်တာတွေအုတ်ချုပ်ရေးဖက်အားနေတာတွေခိုးယူမှုတွေနဲ့မူးခေါင်မှုတွေပဲဖြစ်ပါတယ်ဆိုမာလီယာနိုင်ငံရဲ့လူဦးရေစုစုပေါင်းကတော့စကူတန်ချိုရှိပြီးတော့အများစုဟာအစ္စလမ်ဘာသာဝင်ပဲဖြစ်ပါတယ်နံပါတ်9ကတော့လေဘီယာနိုင်ငံပဲဖြစ်ပါတယ်လေဘီယာနိုင်ငံရဲ့လူတအုပ်ချင်းစီတနစ်ဝငွေကတော့ဒေါ်လာ1082နဲ့ဒေါ်လာ2003ကျားရှိပါတယ် နိုင်ငံရဲ့အဓိကပြဿနာကတော့ပြည်တွင်းဆက်ပြီးပြန်လည်ထူထောင်မှုအခက်အခဲတွေရှိပါတယ်။ပြီးတော့တန်ရိုက်နဲ့ရောဘာတွေတင်ပို့တာတွေအပေါ်မိခိုးတဲ့အခါမှာလည်းအခက်အခဲတွေရင်ဆိုင်ခဲ့ရပါတယ်။လိပ်ဘီယာနိုင်ငံရဲ့လူဦးရေစုစုပေါင်းကတော့ငါးတန်းကျော်ရှိပြီးအများစုကတော့ခရီးယန်ဘာသာဝင်တွေပဲဖြစ်ပါတယ်။ နံပါတ်10ကတော့မာဒါဂတ်စကာနိုင်ငံပဲဖြစ်ပါတယ်မာဒါဂတ်စကာနိုင်ငံရဲ့လူတအူးချင်းစီတနေ့ဝင်ငွေကတော့ဒေါ်လာ1900နဲ့ဒေါ်လာ2063ကျားရှိပါတယ်နိုင်ငံရဲ့အဓိကပြဿနာကတော့နိုင်ငံရေးမတည်ငြိမ်တာတွေတက်တော်ဖြုန်တိတာတွေထိုးလုံမှုနေတဲ့စိတ်ပြူရေးပေါ်မိခူတာတွေပဲဖြစ်ပါတယ်မာဒါဂတ်စကာနိုင်ငံရဲ့လူဦးရေစုစုပေါင်းကတော့တုံးစင်းနှစ်တန်းကျော်ရှိပြီးတော့အများစုဟာခရီးယန်ဘာသာဝင်တွေပဲဖြစ်ပါတယ် ဟုတ်ကဲ့ပါအခုကျွန်တော်တင်ဆက်ပေးတဲ့ဗီဒီယိုလေးကတော့ကပအစင်းရေးစုံနိုင်ငံစစ်ခုပဲဖြစ်ပါတယ်ပြည်သက်တွေလည်းကျွန်တော်ပြောပြပေးတဲ့ဗီဒီယိုလေးထဲမှာအကြိုက်နှစ်သက်စုံနိုင်ငံကို comment လေးမှာလာရောက်ဆွေးနွေးသွားနိုင်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်